လူတွေကိုသူတို့နဲ့တန်တဲ့အတိုင်းဆက်ဆံပါတန်တဲ့အတိုင်းဆက်ဆံပါဆိုတဲ့အဓိပ္ပာယ်ကတော့ဥပမာပျော်ရွှင်မှုနဲ့ပတ်သက်ရတဲ့ဆရာခဏခဏပြောလို့ရှိပါတယ်เนาะဒါကြောင့်လဲဆိုရင်ပျော်ရွှင်နေတဲ့လူဟာအောင်မြင်နေတဲ့လူပါပဲเนาะအောင်မြင်ပြီးမပျော်ရွှင်လူတွေအများကြီးရှိတယ်။ကြောင့်မို့ပျော်ရွှင်မှုဟာအလွန်ရေးကြီးပါတယ်။ဒီနေ့ပြောမယ်ပြုလို့ဆောင်ရွက်ရမယ်အပြုမှုအပြောဆိုတွေကတော့ဘယ်ကနေပြီးတော့ယူထားလဲဆိုရင် ကမ္ဘာပေါ်မှာအချမ်းသာဆုံးဖြစ်တဲ့ Elon Musk ရဲ့အတွေးလေးတွေကလည်းယူထားပါတယ်ဟုတ်ကဲ့ပါဆရာရဲ့ဟာလေးတွေကိုမိညာမယ်ပေါ့သူရဲ့နော်ဟုတ်ကဲ့ပါအဲ့တော့ Elon Musk ဆိုတာကမ္ဘာပေါ်မှာချမ်းသာဆုံးတစ်ထိပ်တစ်ယောက်ဖြစ်တဲ့အခုလင်လောဆယ်မှာလည်း American နိုင်ငံမှာအစိုးရဌာနတွေကိုစွမ်းဆောင်ရည်မြင့်အောင်ဆောင်ရွက်မဲ့ဌာနကိုလည်းဥဆောင်နေတဲ့လူဖြစ်တယ်နော်ဒေါ်နယ်ထရမ့်ကသူ့ကိုခန့်ထားတာပေါ့အဲ့တော့သူပြောသွားတဲ့အချက်လေးတွေကိုတမိနဲ့ဝေမျှပါမယ်ဟုတ်ကဲ့ပါဆရာ ။နံပါတ်1အချက်ကတော့ तू ကဘာပြောသွားလဲဆိုမတောင်းပါနဲ့တဲ့။အဲ့တော့ဘာလို့ဆိုရတာလဲမတောင်းပါနဲ့ဆိုတာ။ဆရာတို့ခါကျဖြစ်တတ်တယ်လေ။ဆရာတို့ online ပေါ်မှာ social media ပေါ်မှာတချို့တွေကတခုရေးလိုက်တယ်ရေးပြီးတဲ့အခါပြောတယ်။ share ရင် share ပါ။ဟုတ်တယ်မလားနော်။ share ရင် like ပေးပါ။ဒါတောင်းတာလေ။ဟုတ်ကဲ့ပါဗျာ။မရှိရင်ကိုဘာဖြစ်လဲစိတ်ဆင်းရတာပေါ့ဟုတ်လားကိုရေးလိုက်တဲ့ဟာကိုကိုက share သေးခြင်းနဲ့ like လိုချင်တယ်ဆိုပြီးကိုကတချို့ဖွင့်ကိုရေးတာနော်ရှယ်ပေးပါလိုက်ပေးပါမလုပ်တဲ့ခါကျတော့ကိုစင်းစင်းရရတာပေါ့ဒါကြောင့်မလို့မတောင်းပါနဲ့ဒါလေးက तू ပြောတာပါဟုတ်ကဲ့ဂျန်နာလေးလည်းတွေးကြည့်ပေါ့လေဟုတ်တယ်မလားတော့လူတယောက်စီကတောင်းရတယ်ဆိုတာရတယ်မှာရမှာလေ तू စိတ်လေကိုစိတ်မှာမဟုတ်ပဲမတောင်းနိုင်ရင်အကောင်းဆုံးပဲပေါ့ဟုတ်ကဲ့ပါဆရာဒုတိယအချက်ကတော့မိမိတံပိုးကိုမိမိသိပါတဲ့မိမိတံပိုးတဲ့ရှော့ပြီးတော့ ကိုကိုကိုမရောင်းလိုက်ပါနဲ့အဲ့တော့ဘာလို့ဆိုရတာလဲကို့အည်သွေးကိုကိုတိရမယ်ကို့အည်သွေးကိုတိမှလူငယ်တွေဆိုလို့ရှိရင်လဲအလုပ်တွေပါနေအလုပ်လျှောက်ပြီးအင်တာဗျူးဝင်တဲ့အခါမှာကို့အည်သွေးကိုတိရမယ်တိပြီးတော့ကိုလိုချင်တဲ့လစာကိုလည်းတောင်းရဲရမယ်ဟိုအည်ချင်းရှိရလို့ဆိုရင်ပေါ့နော်ဟုတ်ကဲ့ပါဆရာတချို့ကကျတော့ဘာဖြစ်လဲဆိုရင်အလုပ်လိုချင်သောနဲ့ဘာဖြစ်လဲဆိုရင်လမ်းကားကိုရှော့ပြီးတော့လက်ခံလိုက်တယ် လက်ခံပြီးတော့မှအလုပ်လုပ်တဲ့အခါကျတော့မှဘာဖြစ်မလဲမပြောမရှင်ဖြစ်ပါဟုတ်ကဲ့ပါဆရာမိမိတံပိုးမိမိသိပါဆိုတော့မာနာကြည့်ဖို့မဟုတ်ပါဘူးဟုတ်ကဲ့ကို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 ဘယ်လောက်စွမ်းဆောင်ရည်ရှိတယ်လဲကိုဘာလုံးနိုင်လဲကိုဘယ်နေရာမှာကျွမ်းကျင်လဲကိုတံပိုးကိုသိပါတံပိုးကိုသိပြီးရင်လည်းပဲအဲ့တံပိုးတွေရှော့ပြီးတော့ဘယ်တော့မှ မရောက်ပါနဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်တတိယချက်ကကြတော့ မိမိနယ်မြေကိုမိမိသတ်မှတ်ပါလို့အီလွန်မတ်စ်ကပြောထားပါတယ်ဆိုတော့ကတော့မိမိနယ်မြေဆိုတာကတခါလေကြားလို့ရှိရင်လူတွေနဲ့ဆက်ဆံတဲ့အခါမှာကိုယ်လက်ခံနိုင်တာတွေရှိတယ်ကိုယ်လက်မခံနိုင်တာတွေရှိတယ်မိမိကိုဝေဖန်လာတာတွေရှိခြင်းရှိမယ်ကိုယ်ဝေဖန်တာကိုဘယ်လောက်ထိလက်ခံမလဲဝေဖန်တာကိုလုံးဝလက်မခံဘူးဆိုတာလည်းပဲကိုဘာမှမတိုးတက်နိုင်ဘူးပေါ့ဟုတ်ကဲ့ပါဆရာဒီလိုပဲ ဝေဖန်အောင်အားလုံးလက်ခံတယ်ဆိုလည်းမဖြစ်သေးဘူးလေညို့သူကဘာပြောတော့လဲမိမိနေမျိုးမိမိသတ်မှတ်ပါတဲ့ကိုကိုကိုသတ်မှတ်ပေါ့ငါဘလောက်ထိဝေဖန်အောင်လက်ခံနိုင်တယ်ဒီတဲ့ကြော်ရင်တော့လက်မခံနိုင်တော့ဘူးအပြူသဘောဝေခံအောင်လက်ခံမယ်တိုက်ခိုက်တယ်ဆိုရင်တော့လက်မခံဘူးဒါလေးကို तू ကဒါဥမာလေးပေးတာပါနော်မိမိနေမျိုးကိုမိမိသတ်မှတ်ပါလို့ပြောထားပါတယ်နံပါတ်၄ချက်ကတော့ဘာလဲဆိုရင်မိမိကို အလေးမထားသူတွေအတွက်အချိန်ကုန်မခံပါနဲ့တဲ့ ဆရာတို့ဖြစ်တတ်တယ်တခါလေကြားလို့ရှိရင်ဆရာတို့ကိုအလေးမထားတဲ့တွေတွေဆရာတို့ကအချိန်ကုန်ခံနေတယ်အယောင်မလို့ဆရာတို့ကသတိထားနေမယ်ကိုယ့်ကိုအလေးထားတဲ့လူသူ့အတွက်ဆရာတို့အချိန်ပေးရလိမ့်မယ်ကိုယ်တစ်ခုခုသင်ယူလို့ရရှိတဲ့သူသူ့အတွက်ဆရာတို့အချိန်ပေးရလိမ့်မယ်ဒါပေမဲ့ကိုယ့်ကိုအလေးမထားဘူးဒီလူတွေအတွက်ကိုယ်ကအချိန်ကုန်ခံရင်တော့ဆရာတို့ဟာ အချိန်သာကုံသွားပြီးတော့ကိုဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ကိုမိတ်ဆွေတွေတကယ်ကြီးနေတယ်မှာလဲကိုလေးတမတိုင်းအချိန်ဟုတ်တယ်မနေနဲ့။လူငယ်ကြီးပြောကြတယ်ဒီတိုင်းပဲချစ်သူတွေကိုချစ်သူကိုလေးမလာဘူး။ဘာလို့အချိန်ကုန်ခံနေမှာလဲ။လေးမတိုင်းကြောင်းတော့ပေါ့။မတော်မလားနော်။ကောင်းပြီ။နံပါတ်9ကတော့ဘာလဲဆိုရင်မိမိပေးနိုင်တာတဲ့ပုံမယူပါနဲ့တဲ့။ဒီစကားလေးကလည်းလူချင်းဝက်လေးကိုတိတ်ပြီးတော့ပုံညွှန်းတာပဲ။ လူတော်များများလားတမီယူကိုပဲစဉ်းစားကြတာဒါပေမဲ့ယူတဲ့အတွက်ဘယ်တော့မှလူတွေကမချေမွန်ဘူးပေးတဲ့လူပဲဘာဖြစ်လဲချေမွန်တာလေးစားကြတာဒါကြောင့်မလို့မိမိပေးနိုင်တာတဲ့ပုံမယူပါနဲ့ဥမာပေါ့တမီရဲ့ကိုကတငယ်ချင်းတယောက်ကိုခေါ်ပြီးတော့တမင်းကျွေးလိုက်တယ်သူမုံစားဖို့ဖိတ်ပြီးတော့မုံကျွေးလိုက်တယ်ငယ်ချင်းနဲ့နှစ်ယောက်စားလိုက်တာ ဟဲ့လား9000မိုးလောက်ကုန်တယ်။ तू ကကိုပြန်ဖိတ်လဲဖိတ်ကောငါတို့တီးမယ်ကွာဆိုရင်တော့ဟဲ့လားအများကြီးစားပလိုက်မယ်ဆိုရင်မိမိပေးနိုင်တယ်လည်းဘာလို့လိုက်တာလဲပူလိုက်တာနဲ့တူတူတယ်။ဟုတ်ပါတယ်ငယ်ရင်းကဘယ်ကြိုက်ပါမလဲ။မကြိုက်ဘူးဆိုတာနဲ့ဒီပိုင်းနဲ့ပျော်ရွှင်မှုတွေဝေးရတော့မှာပေါ့။ဟုတ်ပါတယ်။ဒါလေးကအရေးကြီးပါတယ်။နံပါတ်6ကတော့မိမိကိုအချိန်မပေးသူတွေအတွက်အချိန်ပေးတာတွေလျှော့ပါ။နော်ဒါလည်းအရေးကြီးပါတယ်။ ကိုယ့်အချိန်ဝင်ပေးတဲ့လူတွေဘာဖြစ်လို့အချိန်ပေးမှာလဲအထူးသဖြင့်ဆရာတို့ဖြစ်တက်ကြတာကတော့နော်ဒီ social media ပေါ်မှာဆရာတို့အချိန်တော်တော်ဖြုံးကြပါတယ်ဟုတ်ကဲ့ပါဆရာအချိန်ဖြုံးတဲ့အတွက်ကိုယ့်အတွက်ဘာအကျိုးမှမရှိဘူးနော်တခုတော့ရှိတာပေါ့ကိုကတခုကိုလေ့လာမယ်သင်ကြားမယ်သင်ယူမယ်ဟဟလာတိလိုက်တဲ့အသည့်လေးကိုတွေးမယ်ကိုကိုကိုပြုပြင်တော့ကောင်းတာပေါ့တခါကြဘာမဟုတ်တဲ့ဟာတွေကိုရှောင်ကြည့်နေနော်အထူးသဖြင့်စယ်လီနဲ့ပတ်သက်တဲ့ ်တရင်တွေကိုအချိန်ကုန်ခန်းနေတယ်အဲ့ဒီဆယ်လျာကိုတည်းချိန်ပေးတာမဟုတ်ဘူးလေကိုတည်းချိန်ပေးမယ့်လူကဘာလို့ချိန်ကုန်ခန်းနေတာလဲနော်ဒါလေးကိုပြောသွားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနမခုနှစ်ကတော့ဆရာသိသဘောကျတယ်တခြားသူတွေရဲ့အမြင်နဲ့အသက်မရှင်ပါနဲ့တဲ့တချို့ကလေ brand ပစ္စည်းကိုကင်မဟုတ်ကဲ့ပါဆရာလူတွေကကိုအထင်ကြီးမယ်ငါ brand ပစ္စည်းကိုကင်ရမယ်ဒါတခြားလူရဲ့အမြင်နဲ့ကိုကအသက်ရှင်တာနောက်တစ်ခုရှိသေးတယ် ကျောင်းသူကျောင်းသားတွေကိုဝါသနာပါတော်ကိုရွေးမှအောင်မြင်ပါလေစံဝဲအောင်လာတဲ့အခါမှာအများအနေပြီးတော့ဟာမင်းဆရာဝန်လိုက်သွားသေးတာဗောမင်းလောက်မှတ်တွေကောင်းနေတာပဲကိုကဝါသနာမပါဘူးသွားလိုက်လို့ရှိရင်ကိုဘလို့မှပျော်ရွှင်မှုမရပါဘူးเนาะဆရာအများကြီးကြုံတွေ့ခဲ့ဦးပါတယ်ဟုတ်ပါဆရာဆရာဝန်လိုက်လိုက်သွားပြီးတော့ဆရာဝန်လိုက်မှာမပျော်တဲ့အတွက်ကြောင့်နောက်ဆုံးမိတ်ဒီကလေးဟာဘလို့ခေါ်မလဲတမီးရဲ့စိတ်ခံစားမှုတွေဖြစ်လို့မိဘဆရာစီခေါ်လာလို့ဆရာမှာ ဆွေးနွေးပေးရပါတယ်ဒါကြီးကြုံမှုပါတယ်ကြောင့်လို့ချားလူတွေရဲ့အမြင်နဲ့တတ်မှန်တယ်ဒါနံပါတ်9ချက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနံပါတ်10လေးလည်းကောင်းတယ်တခြားသူတွေအကြောင်းမကောင်းပြောခြင်းရှောင်ပါတဲ့ဘာလို့သူများတွေအကြောင်းမကောင်းပြောမှလဲသူများတွေအကြောင်းမကောင်းပြောတယ်ဆိုတာဘယ်လို့မှပျော်ရွှင်မှုမရနိုင်ဘူးကိုယ်ဟာမှပြောလို့သူ့စီပြန်ရောက်သွားရင်ဟုတ်ဘာလို့မလဲရန်လောက်ခံရမှာပဲဒီကြားထဲမှာမကောင်းပြောနေတာကိုနားတောင်းတဲ့သူတွေကလည်းပဲအော်သူဟာ ကိုရမှာမကောင်းပြောနေပါငါလည်းပဲကိုရမှာမကောင်းပြောတာပဲဆိုကို့ဘာဖြစ်သွားမလဲအထင်အထင်သေးသွားမှာပေါ့နော်နံပါတ်6ချက်ကကြတော့လူတွေကိုသူတို့နဲ့တန်တဲ့အတိုင်းဆက်ဆံပါတန်တဲ့အတိုင်းဆက်ဆံပါဆိုတဲ့အဓိပ္ပာယ်ကတော့ဥပမာအကျင့်သီလကောင်းတဲ့လူဆိုလို့ရှိရင်ဒီအကျင့်သီလကောင်းတာကိုတန်ဖိုးထားပြီးဆရာတို့ဆက်ဆံရပါမယ်ယာရုရှိတဲ့လူကိုလည်းယာရုရှိတယ်လို့ဆရာတို့တန်ဖိုးထားပြီးဆက်ဆံရပါမယ်အာငါနဲ့ကြောင်းနေပဲတကယ်ချင်းကွာ ဒီကောင်ကိုဘာယာရွေးကြည့်နေတယ်ဆိုပြီးတော့လုံးလုံးမရပါဘူးဟုတ်တယ်မလားသူတို့ ਨੇ တန်တဲ့အတိုင်းဆရာတို့ဟာဆက်ဆံဖို့ကျွန်တော်တို့လိုပါတယ်ဟုတ်ကဲ့ပါဆရာဒါလေးကလည်းသတိထားရပါမယ်နော်နံပါတ်30အချက်ကတော့ဘာလို့လို့အကောင်းဆုံးလုပ်ပါလဲအီလွန်မတ်စ်ကဟုတ်တယ်လေသူလုပ်တဲ့အလုပ်တွေကဘယ်တော့မှမဆိုအကောင်းဆုံးကြီးလုပ်တာပဲဒါကြောင့်မလို့လဲပဲသူလုပ်တဲ့အလုပ်တွေအကုန်အောင်မြင်တယ်သူလုပ်တဲ့လျှက်စကားဆိုကဘာမှအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာဘာလဲလို့ဆိုသူအကောင်းဆုံးပဲလုပ်တယ် အကောင်းဆုံးလူတွေပဲရွေးပြီးခန့်တယ်လောက်တဲ့အလုပ်တိုင်းကိုအကောင်းဆုံးလုပ်ပါတဲ့အဲ့တော့ဆရာဒီနေ့သမီးနဲ့နော်အီလွန်မတ်စ်ရဲ့ပြောကြားချက်ကိုဆရာကနေကိုးကားပြီးတော့ဟုတ်ကဲ့ပါဆရာလူတွေပျော်ရွှင်မှုရဖို့အတွက်ပြုမှုပြောဆိုလောက်ကင်နေတဲ့ဆယ်ချက်ဝေမျှခဲ့ခြင်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာဒီနေ့မှာဆရာကဒီတန်းကျယ်တတိလေးဖြစ်တယ်နောက်တစ်ခါ DOG ရဲ့ပေါ့နော်ဒီမှာအဓိကပဲကင်ရှင်ဖြစ်တဲ့ဒါ Elon Musk ရဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သူရဲ့ပျော်ရွှင်မှုရအောင်ဘာတွေလုပ်သင့်တယ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဝင်ပြပေးသွားတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီ